အခုဗီဒီယိုကိုကြည့်နေတဲ့လူတွေမှာငပြောသီးကြိုက်တတ်တဲ့လူတွေပါပါသလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြပါငပြောသီးမှာကောင်းကျိုးတွေအများကြီးရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်ကငပြောသီးရဲ့ကောင်းကျိုး၁၀ခုအကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်ငပြောသီးရဲ့ပထမဆုံးကောင်းကျိုးတစ်ခုအားကြတော့စွမ်းအင်ပေးတာဖြစ်ပါတယ်ငပြောသီးမှာဆိုရင် glucose fructose sucrose လို့ခေါ်တဲ့တခြားဓာတ်တွေအများကြီးပါဝင်ပါတယ်ဒါတွေကခန္ဓာကိုယ်သွားလာလှုပ်ရှားဖို့အတွက်စွမ်းအင်ကိုပေးတာဖြစ်ပါတယ် ဒုတိယမြောက်ချက်နေတဲ့အခါကျတော့အစာချေစနစ်အတွက်ကြိုးပြုတာဖြစ်ပါတယ်။အပြောသီးမှာဆိုရင် fiber အမြင့်တက်တွေအများကြီးပါဝင်ပါတယ်။အထူးသဖြင့် peptin လို့ခေါ်တဲ့အမြင့်တက်တွေပါဝင်ပါတယ်။ဒါကအစာချေစနစ်ကိုအထောက်အကူပြုပြီးတော့ဝမ်းချုပ်တာကိုကာဝယ်ပေးပါတယ်။တတိယမြောက်ချက်ကကျတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။အပြောသီးမှာဆိုရင် potassium အများကြီးပါဝင်ပါတယ်။ potassium ကခန္ဓာကိုယ်မှာသွေးပောင်ခြင်းကိုထိန်းညှိပေးတဲ့နေရာမှာအထောက်အကူပြုပါတယ်။ ဒါပြင်အောင်မှနှလုံးရဲ့ကျန်းမာရေးအတွက်လည်းကောင်းစေပါတယ်။ဒါကြောင့်မလို့မပြောသေးကိုပုံမှန်စားပေးမယ်ဆိုရင်နှလုံးကျန်းမာရေးအတွက်ကိုထောက်ကူပြုမှာဖြစ်ပါတယ်။တကယ်လို့သင်ကကြောက်ကွက်ပျက်စီးနေတဲ့လူတစ်ယောက်ဆိုရင်တော့မပြောသေးကိုမစားသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကြောက်ကွက်ပျက်စီးနေတဲ့အခါမျိုးမှာခန္ဓာကိုယ်ထဲမှာသွေးထဲမှာပိုတက်ဆီယမ်ဆိုတဲ့ဓာတ်ကများနေနိုင်ပါတယ်။မပြောသေးမှာကပိုတက်ဆီယမ်ဓာတ်ပေါ်ကျွေးသွားတာပါဝင်တဲ့အတွက်ကြောင့် အပြောင်းအလဲကိုစားမိမယ်ဆိုလို့ရှိရင်တကယ်လို့များကြောက်ကြက်ပြက်စီးနေတာကပိုတက်ဆီယမ်များနေတဲ့အခြေအနေနဲ့ကြုံရမယ်ဆိုရင်ပိုတက်ဆီယမ်နေပိုများလာပြီးတော့အခမ်းမသိနှလုံးရက်တက်လို့ပဲဖြစ်ပါတယ်။လေးခုမြောင်းချက်နေတဲ့ကကြတော့အုံနောက်ဆွမ်းဆောင်ရည်ကိုကောင်းမွန်စေတာဖြစ်ပါတယ်။အပြောင်းအလဲမှာက tryptophan လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ဒီဓာတ်ပစ္စည်းကအုံနောက်ရဲ့ကျန်းမာရေးအတွက်ကိုကောင်းမွန်စေပါတယ်။နောက်တဲ့၅ခုမြောင်းချက်နေတဲ့ကကြတော့ကျွတ်သားတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ ဒါကလည်းပဲငါပြောသည်မှာပိုတက်ဆီယမ်နဲ့မင်္ဂနီဆီယမ်နေပေါင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပိုတက်ဆီယမ်နဲ့မင်္ဂနီဆီယမ်ဓာတ်ကကြွတ်တက်တာကိုကာကွယ်ပေးပါတယ်။နောက်တော့၆ခုမြောက်အနေနဲ့အချက်တစ်ခုကကြတော့ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့နေရာမှာထောက်ကိုပြုတာဖြစ်ပါတယ်။ငါပြောသည်ကကယ်လိုရီနည်းပါတယ်။ဒါအပြင်မှာအမြင်တက်တွေအများကြီးပါဝင်ပါတယ်။ဒါကြောင့်မလို့ငါပြောသည်ကိုနှလုံးလောက်စားလိုက်ရုံနဲ့ဗိုက်ပြည့်လွယ်ပြီးတော့ထက်စားခြင်းစိတ်မရှိတော့ဘဲနဲ့ဝေးချတဲ့နေရာမှာထောက်ကိုပြုတာဖြစ်ပါတယ်။ ခုနကခုမြောက်ချက်နေနေကကြတော့မပြောသေးမှာဗီတာမင်နဲ့သတ္တုတွေပေါ်ကျွေးဝါဆိုတာပါတာဖြစ်ပါတယ်မပြောသေးမှာဆိုရင်ဗီတာမင် C ဗီတာမင် B6 မန်ဂနီးစ်နဲ့အန်တီအောက်ဆီဒန့်တွေပါဝင်ပါတယ်ဒါကခန္ဓာကိုယ်အတွက် အကျိုးပြုတာဖြစ်ပါတယ်နံပါတ်၈ခုမြောက်အချက်နေနေကကြတော့မပြောသေးကကြောက်ခက်ရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်တကယ်လို့သင်ကကြောက်ကဲကျန်းမာတယ်ကြောက်ကွက်ပျက်စီးနေတာမဟုတ်ဘူးဆိုလို့ရှင်မပြောသေးကိုအတင်းအတင်းစားသုံးတာက ကြောက်ကမှာကြောက်တန်တန်ကြီးကိုချော့ချပေးပါတယ်။နံပါတ်9ကိုမြောက်အချက်အနေနဲ့ကကြတော့အရေးပြားကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်ပါတယ်။ဒါကကြတော့ငါပြောသည်မှာဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်တွေပေါကျွယ်ဝါစာပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲဒီခါမှာကောလာဂျင်ထုတ်ဖို့အတွက်အားပေးပြီးတော့အရေးပြားလှပဖို့အရေးပြားကျန်းမာရေးအတွက်ကို အထောက်အကူပြုတာဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကကြတော့ငါပြောသည်က prebiotic အနေနဲ့စမှတ်ပေးတာဖြစ်ပါတယ်။ ပရီဘိုင်ဒစ်ဆိုတာကဥမာရှိတဲ့အကျိုးပြုတဲ့ဘက်တီးရီးယားလေးအတွက်ကောင်းမွန်ပါတယ်။အဲဒီခါမှာအစာချေစနစ်ကိုအထောက်အကူပြုတာဖြစ်ပါတယ်။ဒါကြောင့်မလို့တခြားသောအပြင်းစားတွေတည်စားတွေအစားမဲ့စားငပြောသည့်ကိုတစ်နှစ်တစ်လုံးပုံမှန်စားပြတာကရှိမှကျွန်တော်ပြောခဲ့တဲ့အကောင်းကျိုးတွေကိုရရှိမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦး။တည်ချင်တာရှင်လည်း comment မှာမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။